ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘွန်မန်းချန်ကနေကြိုဆိုပါရစေကျွန်တော်ပြီးခဲ့တဲ့နေ့က PSG ကအင်တာမီလန်ကို Champions League Final မှာ5ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ထိုက်ထိုက်တန်တန်ကျွန်တော်အနိုင်ယူပြီးတော့ဘိုးဆွဲတယ်ပေါ့လေအဲ့ဒီဘိုးဆွဲသွားတဲ့နောက်မှာကျွန်တော်အနေနဲ့တောက်လျှောက်ဆိုသလိုဟိုအများစုပေါ့အများစုဆိုတာကလည်းဟိုဟိုအများစုတော့မဟုတ်ပါအ ਨੇ ချင်းလူ ਨੇ ချင်းပေါ့နော်လူ ਨੇ ချင်းကိုပဲကိုရီစီမာတယ်မဟုတ်ဘူးတို့စီမာကော အဲ့လိုတချို့လူတွေပေါ့နော်ဘာတွေပြောနေကြလဲဆိုတော့ PSG လို့ဖြစ်တာကတည်တယ်မလားဒီလောက်ထိဂိုးပြတ်တာဟာလုံပွဲတို့เนาะပြီးလို့ရှိရင်ကျွန်တော်တို့ Inter Milan တင်းရဲ့ဘက်ကလည်း define ကြမှာဘာဖြစ်တာတုံးတို့တည်တယ်မလားเนาะပြီးရင် PSG တို့အောင်မြင်မှုရခဲ့တာတွေကငွေကြေးတွေဘလောက်သုံးထားလို့တို့เนาะ Enrique ရဲ့လက်ထက်မှာဗာလဲငွေကြေးတွေဘလောက်ဖြစ်သုံးထားလို့တို့ကျွန်တော်တို့ PSG ရဲ့အောင်မြင်မှုတွေကိုကျွန်တော်တို့ဒါဘယ်လိုပြောမလဲဆွဲချဝေးကျွန်တော်ကြိုးပမ်းနေကြတာဒီနေရာမှာဗျာ ဟိုကိုရီစီမှာတော့ဗောနော်ကျွန်တော်တို့ပရီးမီးယားလိဂ်ကိုပဲအဓိကကြည့်ကြတဲ့လူတွေများတယ်အဲဒုတိယနေရာဆိုကျွန်တော်လာလီဂါရီယယ်မက်ဒရစ်တို့ဘာစီတို့နှစ်သင်းရှိမယ်ဒါပဲဆိုတော့ကိုရီစီမှာဆိုလို့ရှိရင်လည်းပဲအဲ့လိုပြိသက်နဲပြီမဲ့လေလို့တချို့အဲ့လိုပြောတာတွေကြားနေရတယ်နောက်ပြီးလို့ရှိရင်သူတို့စီမှာဆိုလို့ရှိရင်ပူဆိုးတယ်ဗျာဟာငါတို့တင်းရတက်တင်တာတို့နော်တက်တင်တဲ့တင်းကတက်မသွားတာတို့ပြီးလို့ရှိရင်ဗါလဲဖိုင်နယ်မှာဆိုလို့ရှိရင် PSG ကတည်တယ်မလား 5G ကကျွန်တော်အနေနဲ့ဒါဟာ ဟိုလုံကြံတာဘာညာအဲ့လိုမျိုးဒီပေါ့ဗျာကျွန်တော်တို့နေနဲ့လုံးဝအောင်မြင်ခဲ့တဲ့အတင်းတင်းရဲ့ဘက်ကကျွန်တော်တို့ကြည့်ရင်လုံးဝမခံမရက်စရာတွေကျွန်တော်ယူဆချက်တွေနဲ့လူတွေဟာကျွန်တော်အမျိုးမျိုးပြောနေကြတယ်။ခိုင်ကြလို့ရှင်ဗျာကိုကိုမကြိုက်တဲ့အတင်းရှိတယ်ကိုမုန်းတဲ့အတင်းရှိတယ်ကိုလုံးဝသဘောမကျတဲ့အတင်းရှိတယ်ပြဿနာမရှိဘူးသိရမလားလူဆိုတာတော့ဒါမျိုးပြကြိုက်တဲ့တင်ရှိမယ်မကြိုက်တဲ့တင်ရှိမယ်ကျွန်တော်ဘောလုံးနဲ့ပတ်သက်လို့လည်းရှိရမယ်သို့တော်လည်းပဲပေါ့နော် PSG ဟာလက်ရှိသူတို့ရဲ့ကလပ်သမိုင်းတစ်လျှောက်မှာပထမဆုံးဆိုသလိုအောင်မြင်မှုရတာဒီ Champions League ဖလားကို ပထမဆုံးစုခူးခွင့်ရတာဒီလိုစုခူးခွင့်ရဖို့အတွက်သူတို့ကြားထဲမှာအမျိုးမျိုးကြံခဲ့ရတာတွေကျွန်တော်ရှိတယ်။နော်မက်ဆီတို့နေမာတို့ကီလီယန်ပါပေတို့ဟလာနော်ကျွန်တော်တို့ဆာဂျူရာမိုးစ်တို့နော်အများကြီးပဲကစားမားတွေကိုသူတို့ခေါ်ပြီးတော့စူပါစတားတွေကိုသူတို့ခေါ်ပြီးတော့ဗောနော်အမန်ကန်ကျူးပန်းခဲ့တာတွေကျွန်တော်ရှိတယ်မအောင်မြင်ဘူး။နော်နေမာတို့ကျွန်တော်အနေနဲ့ဘာပေတို့လက်ထက်တုန်းကဘိုင်ယန်မြူးနစ်ရသွားတဲ့နှစ်ဗောနော်ကျွန်တော်ဖိုင်နယ်ထိတက်ခဲ့တဲ့ကာလတွေကျွန်တော်ရှိတယ်မအောင်မြင်ဘူး။ တို့ဒီဖလားကိုရဖို့အတွက်အမှန်ကန်အမျိုးမျိုးကြိုးပမ်းတာမအောင်မြင်ခဲ့ဘူးဒါပေမဲ့ဒီနှစ်မှာတော့တို့အောင်မြင်သွားတယ်။နီးပြားတွေတို့ပြောင်းနေကစားသမားတွေစူပါစတာတွေကိုတို့ရှော့ချတယ်အသင်းအတွက်အမှန်ကန်အလုပ်လုပ်မဲ့ကစားသမားတွေကိုတို့ခေါ်တယ်အသင်းအတွက်တကယ်အင်တိုင်းအားတိုင်းကြိုးပမ်းပြီးမဲ့ကစားသမားတွေကိုတို့ recruit လုပ်တယ်။နော်မှန်တယ်ကျွန်တော်ပိုက်ဆံကတော့တုံးတာပဲမှန်ပါတယ်နော်လက်ရှိကျွန်တော်ဒီထားပါတော့ဗျာဟိုအင်ရီကေရဲ့200ဒီတုံးတွေမှာတန်း600တန်း800လောက်တုံးနေတို့ဘာလို့မှန်တယ် အာငွေကြေးအရာသူတို့ကြည့်လည်းပဲသူတို့အမှန်ကန်သုံးတာပဲသို့တော်လည်းပဲကျွန်တော်တို့အနေနဲ့အဲ့ဒါလို့ငွေကြေးသုံးခဲ့လို့ဆိုပြီးတော့လက်ရှိဘယ်လိုပြောမလဲဓာကြီးရတာကမတရားဘူးလို့ဘာလို့ကျွန်တော်ဖြစ်သွားလို့မှမရတာတော်တော်လေးကိုခက်တယ်ဗျလူတွေကလည်းသိလားကျွန်တော်တို့ Usman Dembele ဆိုလို့ရှိရင်ဒီဖလားရဖို့အတွက်သိတယ်မလားကွင်းထဲမှာသူဘယ်လိုကျူးပန်းခဲ့ရလဲနော်ကျူးပန်းခဲ့ရလဲနော်ပြီးလို့ရှိရင်နာပိုလီကနေပြီးတော့ပုံမှန်ပွဲထွက်ခွင့်တောင်မရတော့တဲ့ခွာတာကိုအမှန်ကန်ရအောင်ခေါ်ပြီးတော့ခွာတာဒီဖလားကိုရဖို့သူဘယ်လိုကွင်းထဲမှာကျူးပန်းခဲ့ရလဲ ဝင်းလယ်မှာနီဗက်စ်တို့ကျွန်တော်တို့ဗနော်ဘီတင်ညာတို့ဘယ်လောက်ထိကျွန်တော်ကြိုးပမ်းခဲ့ရလဲဖူဘက်ကစားမတွေဘယ်လောက်ကြိုးပမ်းခဲ့ရလဲထူးထူးမြတ်နီပီးယားအန်ရီဂေအသင်းရဲ့စူပါစတားတွေကိုရအောင်ထုတ်ပြီးတော့ဘယ်လန့်ညီတဲ့အသင်းတင်းဖြစ်ဖို့သူဘယ်လောက်ထိတောင်းမှကြိုးပမ်းခဲ့ရလဲ PSG ရဲ့ဗနော်ဥရောပမှာဘာမှမလုံနိုင်ခဲ့တဲ့အခြေအနေတခုကိုလက်ရှိဒုံအရာရာဘယ်အသင်းနဲ့ပဲတွေ့တွေ့နော်အသာစီးကနေကစားနိုင်ဖို့အတွက်သူဘယ်လောက်ထိဒီအသင်းကိုပြောင်းလဲခဲ့ရလဲ နော်ဆိုတော့ PG အနေနဲ့ဒီဖလားရဖို့အတွက်ကျူးပန်းခဲ့တာနေကျွန်တော်အများကြီးပဲတချို့တော့ရှိတာပေါ့လေဟိုဘယ်လိုပြောမလဲကာတာကဟိုကာတာနဲ့ဆက်နွယ်တာပေါ့နော်ကာတာအနေနဲ့ထားပါတော့ဗျာဒီကဘာမလားကျင်းပါခွင့်ရဖို့အတွက်လက်ထိုးခဲ့တာလို့ပါလို့ဒါတွေရတဲ့သူ့ဟာနေသူရှိရဟုတ်တာတွေလည်းဟုတ်တယ်တိုးတော်လည်းပဲ PG ဒီအဲ့ဒါတွေနဲ့တက်ဆိုင်မနေဘူးဘာလို့မလဲကာတာရဲ့ပြဿနာတွေနဲ့ PG ဒီလက်ရှိအောင်မြင်မှုရတဲ့နေရာမှာတက်ဆိုင်မနေဘူးဆိုတော့အခုကကျွန်တော်အနေနဲ့ဟိုဒီလောက်အထိပေါ့နော်အောင်မြင်မှုရဖို့အတွက်အမှန်ကန်ကျူးပန်းခဲ့တဲ့အသင်းတင်းကို အတိမတ်မပြုတ်တာမျိုးကပြဿနာမရှိဘူးဒါပေမဲ့လို့မဟုတ်တရုတ်တွေနဲ့ကျွန်တော်အဲ့လောက်ကြီးကြီးသိတယ်မလားဆွဲချနေတာမျိုးတွေကတော်တော်ကိုကျွန်တော်အနေနဲ့ဒီရှက်ရှက်ဖို့ကောင်းတယ်ပေါ့အဲ့လိုလူလူတွေအနေနဲ့လေဒီလားဟိုချပါတော့ဗျာကို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 ထင်းထင်းလို့မဖြစ်ခဲ့တာကြောင့်ဖြစ်ရင်ဖြစ်သွားနိုင်တယ်ဒါပေမဲ့လို့ဟာဒီလောက်ထိကိုပြတ်တာကြီးကသိတယ်မလားအင်တာမီလန်နေနဲ့လုတ်ပွဲကစားတယ်တို့เนาะဆိုတော့အမှန်ကန်ကျိုးပန်းပြီးတော့ဒီဖလားရအောင်ဒီအကုံလုံးပေးဆက်ကစားခဲ့တဲ့ကစားမားတွေကွင်းထဲမှာမနာမနေပြည်လွားကစားခဲ့တဲ့ကစားမားတွေကြတော့ အထက်မြစ်တော့တည်တယ်မလားနော်ကိုပြောခြင်းညာပြောလို့ရတာပဲဆိုပြီးတော့လုံနေကြတာဒါတွေကပြလုံးဝမဖြစ်သေးဘူးဆိုတော့အသင်းတသင်းဟာအောင်မြင်မှုရဖို့မလွယ်ပါဘူးအထူးသဖြင့် PSG ဆိုကျွန်တော်တို့ကြည့်ဘလို့အသင်းမျိုးတွေကိုသူကြော်ဖြတ်လာရလဲအင်တာမီလန်လိုမျိုးဘာစီလိုနာကိုနော်အမှန်ကန်သိလာတဲ့အသင်းကိုကျွန်တော်လက်ရှိကြော်ဖြတ်ပြီးတော့ငါးကိုးပြည့်နဲ့ကျွန်တော်ဖလားရတယ်အဲ့ဒီရှိမှဆိုလို့ရှိရင်အက်စတိုမီလာတို့လိုမျိုးပရီးမီးယားလိအသင်းတွေလီဗာပူးတို့လိုပရီးမီးယားလိအသင်းတွေအာဆင်နယ်တို့ပရီးမီးယားလိအသင်းတွေအော်ကျွန်တော်တို့ကမန်ချက်စတာစီးတီးတို့လိုပရီးမီးယားလိအသင်းတွေ အများကြီးကိုခက်ခက်ခဲပါတယ်ဆိုတဲ့အသင်းတွေကိုကြည့်ပဲကြော်ဖြက်လာတာမလွယ်ဘူးဗျာ PSG လက်ရှိဖလားရခဲ့တဲ့လမ်းကြောင်းမှာသူတို့တွေအမှန်ကန်စမ်းသပ်မဲ့အသင်းတွေကြီးပဲရဲ့အဲ့ဒါလိုအသင်းတွေကိုပဲသူတို့အမှန်ကန်ကြော်ဖြက်လာရင်တည်းထိုက်ထိုက်တန်တန်ကျွန်တော်ဖလားရတယ်ဒါကူလည်းမကြည်နဲ့ကြဘူးသိလားကျွန်တော်နားမလဲဘူးဗျနော်သူတို့စီမှာဆိုလို့ရှိရင်တော့ဗျာပြောစရာဖြစ်ပါမယ်ကျွန်တော်တို့စီမှာဆိုလို့ရှိရင်ဘသူမှမှအင်တာမီလန်ကိုလည်းတဲစီတဲကြီးမဲကြီးဆွဲဆွဲတဲ့သူတွေမရှိဘူးเนาะပြီးလို့ရှိရင် PSG လည်းပဲဒီတိုင်းပဲ တော့ဟိုကိုရီစီမှာပရီးမီးယားလိပရိသတ်ပဲကျွန်တော်များတာပြီးလည်းပဲလာလီဂါမှာရှိရင်နှစ်သင်းဖန်ပဲရှိတာဗျာအဲ့လိုအချီနီထဲမှာဆိုလို့ရှင် PSG လုတ်ပွဲကစားတယ်လို့ဘာလို့ကပေါ့နော်အင်တာမီလန်ကသိတယ်မလားဟိုလုတ်ပွဲကစားတယ်လို့ဘာလို့ကအဲ့လိုယူဆချက်တွေဟာတော်တော်ကိုမြှှက်ဖို့ကောင်းတယ်တော်တော်ကိုလိန်ဖြစ်တဲ့ယူဆချက်တွေလို့ကျွန်တော်ပြောရမယ်သိရမလားဟိုသူတို့စီမှာလည်းမထူပါဘူးဒီတိုင်းမှာပဲပြောနေကြဆိုနေကြတာဟာနော်တန်း600တန်း900သုံးမှာတော့သိတယ်မလားဖြစ်မှာပေါ့လို့နော် အာဟိုဝါနဲ့ဆက်နွယ်တယ်ဟူကာတာနဲ့ဆက်နွယ်တယ်ဒီကာတာနဲ့ဆက်နွယ်တယ်သူပြီးလို့ရှိရင်ဘာဖြစ်လဲဆိုတော့ PSG ဖလားရခဲ့တဲ့အကြောင်းရင်းရှိတယ်ပေါ့ဘာလို့လဲဆိုတော့သူတို့ရဲ့ဥက္ကရာဘလားကာလီဖီလာနော်သူက UEFA ရဲ့ဥက္ကရာတွေကတယောက်မှုလို့တို့ဘာလို့တော်တော်ကိုကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲရိုင်းရိုင်းပြောရလို့ရှိရင်တော့အောက်တန်းကြတဲ့အတွေ့မျိုးတွေပေါ့ဗျာနော်တစ်ဖက်အတင်းကဒီလောက်ထိအောင်မြင်မှုတွေအမှန်ကန်ခက်ခဲခဲ့ပြင်ဆင်ကျူးပန်းလာတဲ့အချိန်မှာသူတို့ကဓာမျိုးတွေဆွဲချနေတာ တော်တော်ကိုတော်တော်ကိုဟိုရှက်စရာကောင်းပါတယ်လူတွေအနေနဲ့လည်းဘာပဲပြော PSG ကကျွန်တော်တို့အနေနဲ့ခက်ခဲပါတယ်ဆိုတဲ့အသိဉာဏ်ကြီးကိုပဲသူတို့တွေဟာကြော်ဖြတ်ပြသွားတာသူတို့အတွက်လွယ်ကူတယ်ဆိုတဲ့အသိဉာဏ်ကျွန်တော်မရှိခဲ့ဘူးသူတို့ဒီဖလားကိုထိုက်တဲ့တည်းနဲ့ရသွားတာပဲဒါကိုလက်မခံခြင်းနဲ့သူတွေရဲ့အချင်းကြီးကိုတော့နားမလည်နိုင်ဘူးပေါ့လေ